အဲဒီလိုပါပဲကိုဝါသနာပါအဲ့လိုလောက်ရတယ်ဆိုပင်မနဲ့လို့လည်းမဟုတ်ဘူးเนาะကိုဒီကားကြည့်လိုက်တယ်ဒီဒီကြိုက်နေတော့ပင်မတော့ဘူးဒါပေမဲ့ reset ပြန်ထွက်တယ် edit time ပြီးတဲ့အခါမှာ da vinci တည့်တဲ့အခါမှာချိုးပြန်ကြည့်အချိန်မှာဒီပင်မမှုတွေမရှိတော့ပါဘူးအဲရေတော့ပြောမယ်ဆိုရင်တော့ဝတ္ထုပေါ့ဝတ္ထုကကျွန်တော်လည်းဆက်စားဖို့တော့တွေ့ရပြန်ဒီဝတ္ထုကကျွန်တော်အမေကိုအရင်တော့ ဖတ်ပြီးတင်တာကိုသူအဟောင်းလို့ပေါ့အဲ့ဘုသူဖတ်ပြီးတော့ဟိုကျွန်တော်ဇာကားရဲ့ခါကြတော့အခုဒီပေါင်မဲ့တိရစ္ဆာန်တွေကိုအမြဲတမ်းဝတ္ထုတွေကျွန်တော်ပြန်ွယ်ပေးတယ်ပထမရင်လာခင်းတွေကကြမ်းပဲကိုယ်တက်ဖတ်တယ်ပါတဲ့လူအားလုံးလည်းဝတ္ထုတွေကိုဝေပေးကင်မာမဲ့အစားဝေပေးတယ်အဲ့ဘုသူဝေပေးလို့မရဘူးဝတ္ထုကပြင်မအောင်မရှိလားအဲ့ဟောစရာကတော့စောင်းဆိုင်သွားနေဘယ်စောင်းဆိုင်မှာမှမရှိလားအဲ့အဲ့ဒါလေအဲ့ဝတ္ထုကိုကျွန်တော်စိတ်ဝင်ဖတ်ကြည့်ခါမှလေဝတ္ထုတွေကလေသူ့ရဲ့ပေးတဲ့ message တွေကောင်းတယ်။ဘာလို့ကျွန်တော် ဇလန်တို့လေးရချင်တော့မိုက်ဆူဆိုတဲ့ဒီဇိုင်းတော့တိုင်ပြန်တော့ဗောဒါပေမဲ့သူလည်းဖတ်ကြည့်တော့ကောင်းတဲ့ကုကန်းနဲ့ဇလန်လေးလောက်အောင်လေစက်ကောင်နည်းနည်းပါတယ်ပါပြီကျွန်တော်တို့ဒီကြောရုပ်မပြတ်အောင်ထားပြီးတော့သူပြန်ချဲ့အောင်ချဲ့ပြီးတော့ချုပ်ပလော့လေးကြီးကြတော့လေဒီဟိုဆရာဆက်စပန်ကြီးကများတော့အဲ့ဒီသူ့အတူပုံစံလေးဖြစ်အောင်ပြန်ပြီးတော့ဖန်တီးရတယ်စက်ကောင်နေကတော့ဒီဟိုတချို့စက်ကောင်နေကတော့ကာစင်နဲ့ကြည့်တာဗောနော်ဟိုဟိုကာစင်နဲ့ယူတဲ့တချို့စက်ကောင်နေကြတော့ ပထမရွေးတဲ့သူနဲ့နောက်တကယ်ကြိုက်တဲ့ခါမှာပါလဲမတူတာလည်းရှိတာပေါ့ဒါပေမဲ့အဲ့လိုပေါ့ဟိုအကြောင်းကြောင့်တော့မရိုက်ဖြစ်တဲ့သူအားကြောင့်တော့ရိုက်ပြလိုက်တာပေါ့အတူတောင်တော့ဒါတော့ဟို drama တွေပါ idea ခံပြီးသားပါပြီးတော့လေဒီထဲမှာလည်းသူတို့လည်းဟိုတက်ဆွမ်းတော့ဆွမ်းကုန်ကျူးစားပါလေဟိုချုပ်ပြီးကြည့်မယ်ဆိုရင်တော့ဒီထဲမှာပါတဲ့ character ဒီကလေးတွေအားလုံးကဟိုတရားမဇက်ဖို့ပုံတော့မဟုတ်ဘူးပေါ့အကုန်လုံးကကိုယ့်နေရာနဲ့ကိုယ်ပေါ့နော် ဒီဟင်းတစ်ခုချက်မယ်ဆိုလို့ရှိရင်ဒီဟင်းထဲမှာထည့်ရမယ်ဟိုထားပါတော့စားတွေချုံမှုတွေမစလာပါနဲ့အဲ့လိုဖြစ်တဲ့အပူတောင်းမှမပါဘူးအဲဒီနေ့ကျွန်တော်တို့လိုက်တဲ့ဒီပညာတွေဒီနေ့ညနေကျွန်တော်ကြားလာတော့အကုန်ယူတယ်ဟုတ်လဲဆိုတော့အကူကဒီမှာတရုတ်ဆောင်လည်းပါတယ်ဒရိုက်တာလည်းလုပ်တယ်လုပ်တဲ့ခါမှာအကူကဇက်ကောင်ဇက်ကောင်ကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်ကဒီနေ့ပါတဲ့ဇက်ကောင်တွေအကုန်လုံးကိုအကူကသူယူတည်တယ်အကုန်လုံးကိုလည်းစဉ်းစားစဉ်းစားမှာဒီဒီတင်ပြီးတော့ အဲ့တင်ပေးတာကိုတေချာလိုက်ကြည့်ပြီးတော့တကယ်ကိုလိုက်လို့တယ်ဆိုရင်အကုံကအဲ့တိုင်းပြစ်လို့ဖြစ်တယ်အဲ့ဆက်ကောင်ကဝင်ကိုဝင်တယ်အဲ့လိုမျိုးတော့အခုစီကနေပြီးတော့ဇာတ်သမားပညာကတော့အကုံယူရတယ်အကူကလည်းအကူမှရှာတာအကူဆိုတာနှစ်ပြည့်အလားလားရှာခဲ့ရတဲ့ခါလေးဖြူဆောင်ခဲ့ရတဲ့လူပညာအဲ့အရာတွေအကုန်လုံးဒီကလေးတွေအကုန်လုံးရှာတဲ့သူပြရယူတဲ့ရင်တကယ်ရမှာ ဒီလိုပါပဲဒီစကားနဲ့ဟိုလိုက်အောင်ပေါ့ခုနပြောသလိုစကားပြောတဲ့အချိန်မှာလဲစကားတွေဟိုရှေးကြီးဝဲဝဲပြောမနေတော့တခွန်းဆိုကိုထိအောင်ပေါ့အဲဟိုပရမခုနပြောခဲ့တဲ့ကောက်ပင်ရည်လေးပုံစံပေါ့တခွန်းဆိုတခွန်းထိအောင်ထိထိရရောက်နေဟိုပြောတဲ့သူကလည်းဒီစကားပြောတဲ့အတူရတယ်နားထောင်တဲ့သူကလည်းဒီစကားကိုကြားတဲ့အတွက်သူ့ရဲ့အခန့်အတန်းလည်းမိုက်နေရတယ်အဲဒီသဘောပေါ့အဲဒီလိုပါပဲကိုဝါသနာပါရဲ့လို့လောက်ရတယ်ဆိုပင်မနဲ့လို့လည်းမဟုတ်ဘူးပေါ့နော် ဟိုဒီကားကြည့်လိုက်တယ်ဒီဒီကြိုက်နေတော့ပြန်မှန်းတော့ဘူးဒါပေမဲ့ reset ပြန်ထွက်တယ် edit time ပြီးတဲ့ခါမှာဒါပဲနေတည်းတဲ့ခါမှာအချိုးပြန်ကြည့်ချိန်မှာဒီပြန်မှန်းမှုတွေမရှိတော့ပါဘူးကျွန်တော်ဝမ်းသာပါတယ်ဘာလို့ဆိုတော့အခုခုနပြောတဲ့စကားတွေကတကယ်ကိုကျွန်တော်တို့ကိုပြစ်မထားဘူးကျွန်တော်တို့ဇက်ကောင်တွေအားလုံးကိုသူကြည့်နေတယ်ဇက်ကောင်အပြင်ကျွန်တော်တို့ဒီအပြင်ကလူတွေကိုလည်းဘလူလေးနေတဲ့ထိုင်နေဆိုတော့ကြည်နေတယ်ဆိုတော့အတွက်ကျွန်တော်တို့စူးစမ်းရတာပူပြီးအားရှိတယ်။ဘာလို့ဆိုတော့ ကိုစူးစမ်းနေတဲ့ဟာလေးကိုမြင်နေဆိုတာကိုကျွန်တော်သိလိုက်ရတဲ့အတွက်နောက်ထပ်ခွန်အားဖြစ်တယ်။နောက်ထပ်လည်းထပ်စူးစမ်းခြင်းတွေဖြစ်ပေါ်လာတယ်။ဟိုရိုက်ကူးထားတော့လောကတစ်ထစ်ကျော်လောက်ပါပေါ့။ဒါမနေ့ပြန်ဆိုရင်တော့ဒါဘိုက်ဘွန်တင်ပေါ့နော်။အာ MRT4 ကနေပြီးတော့ပြပါပြီ။ဒါဒီဇာကားလေးကလည်းပြည်သက်စောင့်မျှော်ကြည့်ရှုရတဲ့နာမည်ဇာကားလေးတကားဖြစ်နေမယ်လို့ယုံကြည်ပါတယ်။အဓိကတော့ကျွန်တော်တို့ဟောပေါ့ဟိုကွမြန်မာတိရစ္ဆာန်ဖြစ်နေတဲ့အတွက်မြန်မာဇာကားပေါ့။မြန်မာဇာကားကိုစပောင်းပဲ့ရမယ်။ စကားကြွယ်ရစကားကုန်ပြောတဲ့ခါမှာဟိုကော်ပီရေးလိစကားပေါ့နော်ဝိုက်ပြီးတော့ပြောလိုက်တာနဲ့ထိရောက်တန်းနဲ့ထိရမယ်ပုံစံမျိုးတွေလေအဲ့လိုမျိုးကြီးဟိုသူတို့အရင်ဆုံးရိုက်သွင်းလိုက်တာပေါ့ဒါမျိုးတွေစကားဆိုတော့ဒီလိုပြောရတယ်သူစပောင်ပဲ့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့အဲ့လိုမျိုးတွေအရင်ပြောတယ်ပြီးတော့မှနောက်ပိုင်းဒီဟိုပါပေါ့ဟိုတိူးဆောင်ပိုင်းဟောင်းတယ်ကြတော့လေဟိုသူတို့ဟိုလုံနိုင်တာသူတို့လုတ်တတ်တာသူတို့လုတ်ချင်တာနဲ့ကိုတူးချင်တာကိုပြန် adjust လုပ်တာပေါ့ အဓိကလည်းအပြောဆိုတဲ့အဓိကထားရတယ်နောက်တစ်ခုကဘာလဲဆိုတော့တို့တို့ဒီ1980 80ကိုကျွန်တော်ပြင်ဆင်တဲ့ခါမှာဒါဟိုအတုံးဆောင်ဝေစာเนาะဒီပစ္စည်းပစ္စည်းအစကျွန်တော်ခက်ခဲစုဆောင်မြတ်ဒီစကားကိုခံတီးရတာဘာလို့ကြာတယ်ပြင်တယ်ဟိုလောက်ကြာတယ်ကျွန်တော်တို့ဒီ6လ9လောက်တော့ဟိုဟာလောက်ရတာဟိုဇန်ညွန်းဟိုရေးတယ်ရေးတဲ့ဇန်ညွန်းစေတိုင်းတော့ပြန်ပြင်တယ်ခဏခဏပြင်တယ်ပြင်တယ်ဘယ်လောက်ဒီပြင်လဲဆိုရိုက်တဲ့ဒီပြင်တော့ဟိုဟာဖြစ်ပါတယ်ဟိုကျူးစားတယ် ျွန်တော်လည်းအဲ့လိုမျိုးပေါ့ဟိုဘာဖြစ်ဖြစ်ကိုရီးယားလူကြီးဖြစ်သွားပြီသူကလူငယ်လူငယ်ချီတက်တယ်ပေါ့သူစားတာကိုအရန်သဘောကျတယ်သူစားတော့ကအလကားမနေဘူးပေါ့နော်ဟိုပြောမယ်ဆိုရင်တော့ဟိုဟိုဟိုကြည့်တာချင်းတူတယ်သိတာချင်းမတူဘူးပေါ့နော်အဲဒီသဘောမျိုးပဲသူတို့တော့ဟိုလက်စစ်ခံပြီးပါမယ်ကြည့်တာချင်းတူတယ်ဆိုတာဟိုတာမန်ကဆန်ကကြည့်တာရှိတာဥမာကာတစီဝင်လာဆိုကာတစီဝင်လာလေဒါပါပဲ ဒါပေမဲ့ကြည့်ရချင်းတူပဲမသိရချင်းမတူဆိုကားတစ်စီးဝင်လာတယ်ဘာကဘာအယောင်ဘာနံပါတ်ကားထဲမှာလူပဏ္ဏောက်ပါတယ်အဲလူကြီးပဏ္ဏောက်ကလေးပဏ္ဏောက်အဲမျိုးသားပဏ္ဏောက်မျိုးသားပဏ္ဏောက်အဲအဲ့တော့တော်တော်ကကြည့်ရချင်းတူတယ်တိရချင်းကွာသွားတဲ့အတွက်သူတို့ရဲ့အရေးချင်းတွေသူတို့ရဲ့အဆင့်တန်းတွေကွာသွားတာပေါ့